ရရွှေဦးမင်လှိုင်ကိုဖျားကြီးရဲ့ထူးခြားအဖွဲမှုမြောင်းပရိသမြလုံးမဲမင်္ဂလာပါခရစ်စတန်ထိုင်ထိုင်မန်ကနေကြိုဆိုလိုက်ပါတယ်တောင်ကြီးကလုံးအင်းလေးတော်လေကြမယ်ဆိုရင်အများစုကတောင်ရတဲ့ပင်တရားမျိုးကိုပါတော်လေတတ်ကြပါတယ် အရင်ထက်မှဆိုရင်တော့တဘာဝတိုင်ဖြစ်တည်နေတဲ့ထုံးချောက်လှိုင်ကိုကြီးမှာတီထောင်းကိုကွယ်တဲ့ရွှေဥမင်ဖျားကိုသွားပြီးဖူးမြော်တတ်ကြတာပေါ့ဓပုံရိုက်ဝါသနာပါသူတွေကတော့ဖျားရှိကပင့်ကိုကြီးနဲ့ဓပုံရိုက်တတ်ကြပါတယ်ရွှေဥမင်လှိုင်ကိုဟာမြန်မာနိုင်ငံရဲ့အကျော်ကြီးဆုံးနေရာဆယ်ခုထဲမှာလည်းအပါဝင်ဖြစ်ပါတယ်ဒီအကြောင်းကိုသမိုင်းပညာရှင်ကြီးဒေါက်တာတန်းထွန်းကမှတ်တမ်းပြုစုထားခဲ့ပြီးဒီဗီဒီယိုလေးမှာတော့ဆရာကြီးဒေါက်တာတန်းထွန်းပြုစုခဲ့တဲ့ရွှေဥမင်လှိုင်ကိုဖျားရဲ့ထူးခြားအဖွဲရချက်လေးတွေကိုမျှဝေပေးသွားမှာပါ ရွှေဦးမင်းထုံချောက်လှိုင်ကိုကြီးရဲ့တပ်တန်းကလည်းမသေးလာပါဘူး။ဘူမိဗေဒတပ်တန်းနဲ့အတွက်ကြည့်ရင်နှစ်သန်း200လောက်ကလေးကတည်ရှိနေတယ်လို့ခန့်မှန်းထားကြပါတယ်။တကယ်တော့ဒီတောင်ကြီးမှာတောင်နဲ့မြောက်ဖြစ်ပေါ်နေတဲ့သဘာဝလှိုင်ကို3ခုထောင်ရှိနေတာပေါ့။ဒါပေမဲ့တောင်ဖက်အကျဆုံးဂိုတစ်ခုတည်းကိုဝင်ရောက်နိုင်တာဖြစ်ပါတယ်။အရိကိုကပေ900လောက်ထိကိုဝင်ရောက်နိုင်တာပေါ့။လှိုင်ကိုထဲမှာဆိုရင်တော့ဂုံမောင်ခေအစောပိုင်းကနေပြီးအခုလက်ရှိခေထိခေဆက်ဆက်ကတည်ထားကိုကွယ်ခဲ့တဲ့ဗုဒ္ဓဆင်းထူတော်ပေါင်း8000ကျော်လောက်ဆံမြန်းနေတာပေါ့။ ပြောရရင်ပုံတရံစုံလင်းပြီးမြပြလာတဲ့ဗုဒ္ဓစင်တူတော်တွေကိုတစုတစီတွေ့နိုင်တာဒီတနေရာမှာပဲဖြစ်ပါတယ်။ကိုရဲ့အဝင်ဝမှာတော့ညံတော်15မီတာတနေရာဖြင့်49ဘေလောက်မြင့်တဲ့ဇေဒီတော်တစုရှိပါတယ်။ ဒီစီဒီတော်ကိုသာသနာပြုမင်းကြီးလို့တင်စားထားတဲ့အတော်ကမင်းကြီးကလူတော်ပူဇော်ထားတာပေါ့စနစ်ရာစုလောက်မှာအလောင်းစီသူမင်းကြီးကတိုင်းကလှည့်လည်ရင်ဒီနေရာကိုရောက်လာခဲ့ပူပါတယ်ပြီးတော့အတော်ကမင်းကြီးတီထားတဲ့စီဒီကိုပြန်ပြီးမွန်မှန်ခဲ့တာပေါ့ဒါပေမဲ့တီချတဲ့တမိုင်းထောက်ထားတွေတော့မတွေ့ရခဲ့ပါဘူးကိုရဲကဗုဒ္ဓရုပ်ပွားတော်တွေနဲ့ပတ်သက်ပြီးတတိကျကျသိရတဲ့တမိုင်းထောက်ထားတွေကတော့1983ခုနှစ်ပတ်ဝန်းကျင်အထိပဲရှိပါတယ်အဲ့ဒီအချိန်တွေကကုန်းမောင်ခဲအစောပိုင်းလောက်ဖြစ်နေခဲ့တာပေါ့တချို့ရုပ်ပွားတော်တွေရဲ့ထူလုံမှုဟန်ရအစောဆုံးကတော့ ော့1958လောက်ထိပဲရှိနေခဲ့ပါတယ်။ဘင်းဒီယာရွှေဦးမင်ဂူဖျားကဖျားဘူးခီးတဲ့တွေအမျက်မပြတ်လာတတ်တဲ့နေရာလဲဖြစ်နေတာပေါ့။နောက်ပိုင်းဗုဒ္ဓဆင်းတို့တော်လူတန်းမှုတွေပိုများလာပြီးဆင်းတို့တော်ပေါင်း8000ကျော်လောက်ထိကိုဖြစ်လာခဲ့ပါတယ်။လှိုင်းကိုတောင်ဘက်အပေါက်မှာတော့ပိတ်သားချင်း400လောက်ရှိတဲ့ဈေးခေါလောင်းကြီးတလုံးကိုလှူဒန်းထားတာပေါ့။ကုန်းမောင်ခေဖြစ်တဲ့သက်ကရွေ1824ခုနှစ်လောက်ကလှူဒန်းခဲ့တာဖြစ်ပါတယ်။ ပင်တရာရွှေဦးမေလှိုင်ကောင်းထဲမှာပူဇော်ထားတဲ့ဗုဒ္ဓဆင်ထုတော်ရီထက်မှာထေရဝါဒပုံစံတွေရောမဟာယနပုံစံဆင်ထုတော်ရီပါတွေ့ရပါတယ်။ဘေးသဆဂူရုလိုခေါ်တဲ့ဆင်ထုတော်ရီကပုံဟံမျိုး90လောက်ထိရှိပါတယ်။အခြားဘယ်နေရာမှာမှဒီလိုဆင်ထုတော်ရီကိုမတွေ့ရနိုင်ပါဘူး။ ဗုဒ္ဓဆင်တူတော်ရဲ့စံတော်ပုံစံမျက်လုံးတော်နားတော်သင်ငန်းယုံပုံတွေကမဟာယနဗုဒ္ဓဘာသာကိုကိုယ်ွယ်သူတို့ပူဇော်တတ်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့အဲဒါကြောင့်အရင်တော့ကတော့ဒီနေရာဟာမဟာယနဗုဒ္ဓဘာသာဝင်တို့ရဲ့ပူဇော်ရနေရာဖြစ်မယ်လို့လည်းခန့်မှန်းထားကြပါတယ်တတိကျကျပြောရရင်တော့၁၈ရာစုနှောင်းပိုင်းလောက်ဖြစ်မှာပေါ့1925ခုနှစ်လောက်မှာတော့ဂူပတ်ကိုဒိုင်နမိုက်တွေနဲ့ခွဲပြီးချက်ထွင်ခဲ့ပူပါတယ်အဲဒါကြောင့်ဖျားဆင်တူတော်တချို့နဲ့မှတ်တမ်းကျောက်စာတချို့ပျက်စီးခဲ့ရပါတယ် ဒိုင်နမိုက်တိုင်းထိမှဆိုလို့အနာဂတ်ဖုန်ကြီးကျောင်းတွေနာရွှေပြောင်းထားတဲ့ဖျောင်းစင်တူတော်တချို့ကတော့ဒုတိယကပ္ပစဲအတွင်းမှာဘုံနာကြောင့်ပျက်စီးသွားခဲ့ရသေးတာပေါ့လန်ကူတော်ကြီးရဲ့မောင်ကျောက်စီကျောင်းမောင်ဘုံတွေလည်းရှိပါသေးတယ်ရင်းတော့ကတော့တခုခုကိုဆူတောင်းပြီးရင်မောင်တွေဘုံတွေတိတက်ကြတာပေါ့ဒါပေမဲ့ပဲ့တင်တန်းကြောင့်လန်ကူကြီးရဲ့ကြံ့ခိုင်ရေးထိခိုက်မှဆိုလို့နောက်ပိုင်းမှာတော့ဒီကိစ္စကိုတားမြစ်ခဲ့ရကြောင်းဝေမျှလိုက်ရတဲ့ဗီဒီယိုလေးကိုနေကောင်းထုတ်လိုက်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ရှင်အောင်ဖြစ်ပျက်တွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခွဲကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။